ဒါသာတယောက်ကနေပြီးတော့ကျွန်တော်ကိုမူးမမြန်ပြီးတော့အိမ်မက်အောင်ဘယ်လိုထွင်ရမလဲဆိုပြီးလာမိတာရာရှိလို့ဒီဗီဒီယိုလေးမှာမူးမမြန်ပြီးအိမ်မက်အောင်ဘယ်လိုထွင်ရမလဲဆိုတာကိုရှင်းရင်းလုပ်ပြီးသွားမှာပဲဖြစ်ပါတယ်ဗျ။အားဝေးမင်္ဂလာပါဗျ။ကျွန်တော်ကတော့လီယန်ပါ။ဒီနေ့ဗီဒီယိုလေးကတော့မူးမမြန်ပြီးအိမ်မက်အောင်ဘယ်လိုထွင်ရမလဲဆိုတာကိုပြပြပေးရင်းနဲ့ပစ်လို့ကောင်းမဲ့ဝိုးမက်လေးတစ်ခုကိုလည်းကျွန်တော်အနေနဲ့ရှင်းရင်းလုပ်ပြီးသွားမှာပဲဖြစ်ပါတယ်ဗျ။အမစထွင်မဲ့ brother အနေနဲ့အခုကျွန်တော်ပြထားပြီးတဲ့ဒီချိန်နဲ့နေရာလေးပေါ့။အဲ့ဒါလေးကိုတေချာလေးမှတ်ထားပြီးပါဗျ။ပြီးရင်စတင်ထင်းကိုသွားပြီးပါ။ customize button ဆိုတော့တွေ့ပါလိမ့်မယ်။ကိုသုံးတဲ့ control ကိုရွေးပြီးပါဗျ။ပြီးတော့ရင်ခုနကကျွန်တော်တို့မှတ်ထားခဲ့တဲ့ ရာလောက်ကိုခံမှန်းပြီးတော့ချိန်ပြီးပါဗျ။ဒီနေရာမှာကျွန်တော်တို့အသုံးမလိုတဲ့ဘတ်တန်တစ်ခုခုဥပမာဆက်တင်ဒါမှမဟုတ်ရေးဒီ report တွေဟာဒီနေရာမှာကျွန်တော်ကတော့မျက်လုံးပုံစံဘတ်တန်လေးကိုပဲထပ်ထားပါတယ်ဗျ။ဒီမှာဆိုရင်ကျွန်တော်ချိန်ထားတဲ့မျက်လုံးပုံစံလေးကကျွန်တော်ရဲ့အိမ်နဲ့နေရာမှာပုံနေတာဖြစ်တဲ့အတွက်အိမ်ရတာကိုပို့ပြီးတော့ပဲလွယ်ကူစေတာပဲဖြစ်ပါတယ်ဗျ။အိမ်နဲ့နေရာမှာပထမဆုံးချက်အနေနဲ့အခုလိုမျိုးစီးလေးတားထားပေးပါဗျ။စီးတစ်ခုတက်မှတ်ပေးပြီးဆိုရတဲ့ကျွန်တော်တို့ရဲ့ joystick ကိုဘယ်ညာရှိနေရာမှာဖြစ်ပြီးတော့ဒီလိုဘယ်ညာရှိနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့အိမ်ကတစ်ဖက် enemy ရဲ့ကောင်းမှာရှိနေရမှာပဲဖြစ်ပါတယ်ဗျ။နေရာမှာကျွန်တော်ကြံပေး ချင်တာကတော့ Guiron နဲ့မစောတဲ့ brother တို့အနေနဲ့ Guiron နဲ့ဆော့ဖို့အတွက်အကြံပေးချင်ပါတယ်ဗျ။ဒီလိုမျိုးချိန်နေနေရမှာ Guiron နဲ့ဆော့ရတဲ့သူတွေကပိုပြီးတော့တာပါတယ်ဗျ။ဒီနေရာမှာ joystick ပိုင်သွားပြီဆိုရင်အခုလိုမျိုးပစ်ပြီးတော့ train ကြည့်ပါဗျ။ပစ်တဲ့နေရာမှာပထမအောင်ဆုံးစထွင်းမဲ့ brother တို့အနေနဲ့ကြီးဖွာတာမျိုးကိုတွေးရပါလိမ့်မယ်။ဒါပေမဲ့အထာကိုဖြည်းဖြည်းချင်းထိန်းယူပါဗျ။ဒီလိုမျိုး training တွေကကြီးဖွာတာကိုအတိုင်းအတာတစ်ခုထိထိန်းတာမှဖြစ်ပြီးတော့အခုကျွန်တော်ဗီဒီယိုတွေရလို့လည်းပြစ်နိုင်မှာပဲဖြစ်ပါတယ်ဗျ။ ော့ train ကောင်းမှပိုင်လာပြီဆိုရင်ကျွန်တော်တို့အနေနဲ့ woman မှာလည်းသွားပြီးတော့ train ဖို့အတွက်လိုပါတယ်ဗျ။ဒါမှမဟုတ်ဆို woman လေးထဲကိုသွားလိုက်ပါမယ်ဗျ။ပြီးရင်ဒီမှာသူကစက္ကန့်နဲ့ပြထားတော့သူရပါလိမ့်မယ်။အဲ့ဒီစက္ကန့်ပြီးသွားလို့ဆိုရင်အလဲမှာရှားထားတဲ့အရာကမရှိတော့ဘဲနဲ့ကျွန်တော်တို့ enemy ကိုစတင်ပြီးပြစ်လို့ရပြီပဲဖြစ်ပါတယ်ဗျ။ပြစ်တဲ့နေရာမှာခုနကကျွန်တော် train ရသလိုပဲ joystick ပဲညာအောင်မှ enemy ရဲ့ကောင်ကိုထိအောင်ပြစ်ရမှာပဲဖြစ်ပါတယ်။ ျွန်တော်ခုပြနေတဲ့ woman ကောက်လေးကတော့ဒီဗီဒီယိုလေးထဲမှာထည့်ထားမှဖြစ်သလိုကျွန်တော်ရဲ့ caption ပြီးရင် Telegram channel မှာလည်းတင်ပေးထားမှဖြစ်ပါတယ်ဗျ။ဝေကျွန်တော်ရဲ့ဒီ Telegram channel ထဲမှာဆိုရင် PUBG နဲ့ပတ်သက်တဲ့ content တွေအပြင်မှာကျွန်တော်ကိုယ်နဲ့တုံးနေတဲ့ control နဲ့ sensibility ကိုပါ sharing လုပ်ပေးထားတာဖြစ်တဲ့အတွက် brother တို့အနေနဲ့ဒီ Telegram channel လေးကို join ပြီးဖို့တော်တယ်ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ဗျ။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ကျွန်တော်ရဲ့ TikTok account လေးကို follow ပေးခဲ့ကြဖို့ပဲတောင်းဆိုပါတယ်။